โอเคအဲ့တော့ကျွန်တော်တို့ software တွေစပြီးတွင်းရအောင်မယ်ချိန်ရောက်ပါပြီအဲ့တော့ကျွန်တော်တို့လိုအပ်တဲ့ software တွေအကုန်လုံးဒီမှာဒီ video မှာထိုင်နေကျွန်တော်တို့တွင်းပါမယ်အဲ့တော့ application ဆယ်ခုလိုပါတယ်ကို့မှာရှိပြီးသားဆိုလို့ရှိရင်တွင်းစရာမလိုပါဘူးထပ်ပြီးတော့ကို့မှာမရှိသေးဘူးဆိုလို့ရှိရင်တော့တွင်းလို့ရပါတယ်နောက်တစ်ခုက application ဆယ်ခုဆိုပေမဲ့ဆယ်ခုစလုံးတော့လည်းတွင်းစရာမလိုဘူးကျွန်တော်တို့ကဘာနဲ့သွားမှာလဲဘယ်ဟာကိုပို့အားတာတယ်လဲအားတာတာကိုကျွန်တော်ရွေးချယ်ပြီးတော့သွားလို့ရပါတယ်โอเคအဲ့တော့ကျွန်တော်တို့ကြည့်ကြည့်အောင် application တွေပါပြီးဖြစ်မလဲ။ Okay အဲ့တော့ကျွန်တော်တို့ Kubernetes နဲ့လုပ်မဲ့လူတွေအတွက်ကကျွန်တော်တို့ browser လို့ရတယ်။ကျွန်တော်တို့ဒီဒီ browser ကနေပြီးတော့မှအကုန်ဖွင့်ရမှာဆိုတော့လေ။အ browser ကတော့ကျွန်တော်ဒီမှာပြောနေတာ Chrome ကိုသုံးပါ။အဲ Chrome မသုံးနိုင်ဘူးလို့ရှိရင် Microsoft ကနေသူကအခုနောက်ပိုင်းအသစ်ပြောင်းထားတဲ့ Microsoft Edge အသစ်ကိုသုံးပါ။အဲ Chrome နဲ့သုံးလို့ရပါတယ်။နောက်ခုတွေကတခုကိုစနေရသုံးပါ။ဘာလို့နောက်ပိုင်းမှာကျွန်တော်တို့သုံးမဲ့ကျွန်တော်တို့တင်မဲ့ install လုပ်မဲ့ software တွေဒီမှာ Chrome extension တွေပါတယ်။ So Chrome extension က အဲကျွန်တော် Chrome နဲ့တို့ Microsoft Edge လိုမျိုး Chrome ပေါ်မှာအခြေခံပြီးစောင့်ထားတဲ့ browser တွေမှာပဲရတယ်။ Firefox တွေပါတယ်မတုံးကျွန်တော်တို့မတုံးဘူးပေါ့နော်။အဲ့တော့ကျွန်တော်တို့က Chrome browser ကိုပဲကျွန်တော်အဓိကတုံးမယ်။ Okay ကျွန်တော်တို့ Habit Tools လို့ခေါ်တဲ့ tool တစ်ခုထပ်ပြီး install လုပ်ပါမယ်။ Habit Tools ကကျွန်တော်ကျွန်တော် Jubuddy လို့ခေါ်တဲ့နာမည်ရ။ Jubuddy ကကျွန်တော်သူက YouTube creator တွေကိုကျွန်တော်တို့ကူညီပေးတဲ့ tool တွေတခုပေါ့ဗျာ။ကျွန်တော်တို့ Jubuddy ကိုအဓိကတုံးတယ်။ကျွန်တော်က Pro Power တုံးတယ်ပတ်စံကျွန်တော်တို့ တော့တုံးပြီးတော့ပေါ့နော်အဲ့ဒီကတော့ message channel ရဲ့ potential လည်းရှိတယ် message လည်းတုံးချင်တယ်ဆိုလို့ရှိရင်တော့ငွေတုံးဖို့ကျွန်တော်အကြံပေးချင်တယ်လောလောဆယ်မှာမဝယ်ရင်သေးဘူး channel ကို free နဲ့ပဲစချင်တယ်ဆိုလို့ရှိရင်လည်း free version ကိုတုံးလို့ရပါတယ် free version မှာတော့ content ချက်နည်းနည်းရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီအဲ YouTube ဒီလေးကျွန်တော်တို့ install လုပ်ကြည့်မယ်သူက Chrome extension အဲ့တော့ Chrome extension ပြင်ရင်သူ့မှာ Android application နဲ့ iOS application နဲ့ရှိရဲ့အဲ့ဒါကိုပဲတစ်ခါရဲ install လုပ်ရင်လုပ်ထားပါတော့ဆိုတော့ Android application နဲ့ iOS application ကိုလည်းကျွန်တော် Play Store တွေ App Store တွေကနေပြီးတော့ကျူပါဒီလိုရိုက်ရှာပြီး install လုပ်လို့ရပါတယ်။ဒါလို့ဆိုတော့ကျွန်တော် Chrome extension install လုပ်ကြလေးတစ်ချက်အရင်ပြပေးမယ်ပေါ့နော်။အဲကျွန်တော်တို့အရင်ဆုံး Google Chrome ကိုတွားလိုက်ပါ Google Chrome ကိုတွားယူသားပြီဆိုလို့ရှိရင်အဲ့မှာကျွန်တော်တို့ဘာလုပ်မလဲဆိုတော့အာ CHROME Chrome Web Store Chrome Web Store လို့ရိုက်လိုက်ပါ Chrome Web Store ကိုရလိုက်လို့ရှိရင်သူက Chrome Web Store ကိုတွေ့ရလိမ့်မယ်အဲ့တော့ Chrome Web Store ရဲ့တခါလဲတွားလို့ရတယ်ပြီးရင် Chrome Store ရဲ့ရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင် jQuery B U T T Y jQuery เนาะ jQuery ကိုနှိမ့်လိုက်ပါမယ်ရှာရိုက်ပြီးရှာလိုက်ပါမယ်ဒါဆိုဒီမှာ jQuery ထွက်လာပါပြီ jQuery ကိုနှိမ့်လိုက်လို့ရှိရင်ဒီမှာအခုလောလောဆယ်ကျွန်တော်ရှင်မှာ remove from chrome ဆိုဖြစ်နေဒါကျွန်တော်ကဒီမှာ install လုပ်ထားလို့ပေါ့နော်ဆိုတော့ install လုပ်ထားရလို့ပြောဆိုလို့ရှိရင် add to chrome လို့ပေါ်လိမ့်မယ်အဲ့တော့ add to chrome ကိုနှိမ့်လိုက်ပါ နှိမ့်လိုက်ပြီးတော့လို့ရှိရင်ကျွန်တော်တို့တော်သူ install လုပ်ပါလိမ့်မယ်အဲပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့က chubody.com ဆိုတဲ့ website ကိုဖွင့်ပေးလိမ့်မယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကသုံးစရာမလိုဘူးကျွန်တော်တို့ကဘယ်လိုသွားရမလဲဆိုရင် youtube.com ပြန်သွားလိုက် youtube.com ပြန်သွားလိုက်လို့ရှိရင်ကျွန်တော်တို့ဒီပေါ်မှာခလုတ်လေးတစ်ခုစပြီးတော့ပေါ်နေတာတွေ့လိမ့်မယ်ဒီလိုခလုတ်လေးတစ်ခုပေါ်နေတာတွေ့လိမ့်မယ်ဒါဒီ chubody install လုပ်ပြီးသွားပြီလို့ဆိုလိုတာအဲ့တော့ပဲပြင်ဆိုင်ခင်ဝင် youtube ကိုနှိပ်ပါမယ် ဒါဆိုရင်ကျွန်တော်တို့တူအ YouTube အကောင့်ကျွန်တော်တို့မေးလိမ့်မယ်ကျွန်တော်တို့ကအမှထားပါတော့တစ်ခုခုနဲ့ကျွန်တော်တို့ဝင်လိုက်မယ်ဝင်တော့လို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်ခုနက install မလုပ်ရသေးတဲ့ဟာနဲ့ကျွန်တော်ဝင်ကြည့်မယ်ပြီးရင် allow ကိုနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကျူပါဒီ install လုပ်ပြီးတော့ပါပြီအဲ့တော့ဒီလိုနှိပ်ကြည့်လိုက်လို့ဒီမှာဒီလို tool လေးတွေပေါ်နေပြီဆိုရင်ဒါကျူပါဒီ install လုပ်ပြီးတော့ပါပြီโอเคโอเคကျွန်တော်တို့ဓာတ်ပုံတွေ edit လုပ်ဖို့လိုလာပြီအဲ့တော့ကျွန်တော် photo editing software ကြီးလိုမယ်အဲကျွန်တော် ဘာသုံးမလဲကိုအချင်းပြေသုံးလို့ရတယ်အဲ့တော့ Photoshop ဒါမှမဟုတ် Paint.net ဆိုရယ် software နှစ်ခုရှိတယ်နှစ်ခုတည်းကတစ်ခုကိုကျွန်တော်တို့သုံးလို့ရတယ်အဲ့တော့ Photoshop သို့မဟုတ် Paint.net ကကြတော့အဲကြိုက်တာသုံးကျွန်တော်တို့ Photoshop ကိုသုံးတယ် Paint.net လိုမျိုး software မျိုးကကြတော့ Photoshop ကိုဟိုအရင်အကြောင်းတုံးရင်မရှိဘူးဆိုရယ်လိုမျိုးတွေအတွက် Paint Paint နဲ့နဲ့ဆင်းနဲ့ Paint.net ကိုကျွန်တော်တို့သုံးကျင်တယ်ဆိုလည်းသုံးလို့ရတယ်ပေါ့လေဒီကုသလုံးကိုတော့ကျွန်တော်တို့သုံးလို့ရပါတယ်ဘာပဲသုံးသုံးအဆင်ပြေပါတယ်အဲတကယ်လို့အဲကင်မရာကိုပဲကျွန်တော်တို့သုံးမယ် ကင်မရာဆက်ဆော်ပဲရှိရဲကင်မရာကိုပဲကျွန်တော်တို့သုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကင်မရာဒီ PC ပြတ်လည်းရရတယ် mobile ပြတ်လည်းရရတယ် PC ဆိုလို့ရှိရင်ကင်မရာတော့ download ဆွဲစရာမလိုဘူးသူကတခါတည်းတက်ပြီး website ထဲကတန်းတုံးလို့ရတာ mobile အတွက်ကတော့ကင်မရာ application ကို download ဆွဲရမယ်ပေါ့နော်ဆိုတော့ကြိုက်တာအဆင်ပြေလို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာဘာလို့ပြမလဲဆိုလို့ရှိရင် Photoshop Photoshop ကတော့ကျွန်တော်ဒီမှာ install လုပ်နေမပြောတော့ဘူးဘာလို့လဲဆိုတော့ Photoshop ကကိုယ့်ရဲ့စက်နဲ့ကိုက်ညီတဲ့ကိုယ့်ရဲ့ RAM တွေဘာညာနဲ့ကိုက်ညီတဲ့ version တွေရှိမယ်ခုနှစ်ထုတ်ခဲ့တဲ့ခုနှစ်တွေရှိမယ်အဲ့ဒါတွေကိုကျွန်တော်က တခုချင်းတခုချင်းဒီအကုန် install လုပ်ပြဖို့အတွက်အဆင်မပြေဘူးအဲ့တော့ Photoshop နဲ့ပတ်သက်လို့ကိုယ်ကွန်ပျူတာထဲမှာရှိရင်ရှိတကယ်လို့မဟုတ်ဘူးကိုက Photoshop ပဲတုံးကျင်တာပါဆိုလို့ရှိရင်တော့ site မှာထည့်လိုက်တာကောင်းတယ်ဒါမှမဟုတ်အခွေပဲထည့်လိုက်တာကောင်းတယ်နော်ဒါကတော့ကျွန်တော်တို့အာကျွန်တော် Photoshop ပေါ့နော် Paint.net ကိုကျွန်တော် download ဆဲပြီးတော့ install လုပ်ပြပါမယ်ပြီးရင် Canva Canva mobile app ကိုတော့ခဏပြီးတော့ Canva လို့ရိုက်လိုက်ပြီး mobile app ကနေ install လုပ်လို့ရမယ် Canva PC ကိုကျွန်တော်ဘယ်လိုဝင်ရမလဲဆိုတာလည်းကျွန်တော်ပြပေးမယ်ပေါ့နော်ဒါလေးတစ်ခုရှိမယ်အဲ့တော့ Paint.net ကို download ဆဲဖို့အတွက်ကကြတော့ Paint တော့တဲ့ဒေါင်းလုံးလို့ကျွန်တော်တို့ Google မှာရိုက်ချာလိုက်ပါပြီးရင်ဒီမှာကျွန်တော်တို့ get paint on နဲ့သူအပေါ်ဆုံးအပေါ်လာတဲ့ link ပါเนาะအဲ့ဒါလေးကိုနှိပ်လိုက်မယ်ဒီနေရာရောက်သွားပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့သူက download ဆွဲစရာ option နှစ်ခုရှိတယ် Windows 10ရဲ့ Microsoft Store ကနေသွားမလားဒါမှမဟုတ် download now ဒီကနေနှိပ်မလားပေါ့เนาะ download now ကိုကျွန်တော်နှိပ်ကြည့်မယ် okay အဲ့တော့ပြီးရင် free download now ဒါလို download ဆွဲလာပါပြီ okay အဲ့ Canva ကိုတောက်ဖို့တက်ကကျတော့ကျွန်တော်တို့ဒီမှာ canva တို့ google ကနေရိုက်ချလိုက်လေးရတယ် canva.com ကိုတခါလေးတန်းသွားလေးရတယ်ပေါ့နော်အဲ့တော့ canva ကိုဝင်လိုက်ပါမယ်ဝင်လိုက်လို့ရှိရင်တို့ဒီလိုမျိုးစပြီးတော့ဝင်လို့ရတဲ့နေရာကိုရောက်သွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်ဒီမှာ login ဝင်လို့ရတယ် sign up လုပ်လို့ရတယ်တခါလေး login ကိုနှိပ်ပြီးတော့တခါလေး login with google login with facebook login with Apple တစ်ခါလေးလုပ်လို့ရအဲကျွန်တော် login with Google ကနေတစ်ချက်ဆန်းပြီးတော့ဆန်းဝင်ကြည့်လိုက်မယ်ပေါ့နော်လဲပါလေ login with Google ကိုနှိပ်သူတောင်းတဲ့ကျွန်တော်တို့ permission တွေ accept လုပ်လိုက်ရင်ရပြီဒါဆိုရင်ရပါပြီအဲ့တော့ server တွေပါလာကောက်တယ်ဒါတော့ကျွန်တော်တို့ non profit charity လား small business ဒါ small business ကိုပဲရွေးလိုက်မယ်ပေါ့နော်ပြီးရင်တင်းထည့်မလားတင်းနေမထည့်ဘူးဆိုတော့ကျွန်တော် skip နှိပ်လိုက်ပါမယ်ပြီးရင် maybe later လုပ်လိုက်နော် skip လုပ်လိုက် ရှုပ်နေရပဲအဲ့တော့ state you are new design ပဲညာဖြစ်တယ်ထားတော့ဗျာကျွန်တော်တို့ logo လိုဂိုသူကဆပြီးဆွဲဖို့သူကတခါလေးပြပေးတယ်နော်အဲ့တော့လိုဂိုဆွဲပုံဆန်ပြီးတော့ကျွန်တော်ပြီးမှပြပြပါမယ်โอเคကျွန်တော်တို့ video editing video editing ကလည်းခုနကလိုပဲကျွန်တော်တို့တိုက်တာတုံးလို့ရတယ် Premiere Pro Premiere Pro ကျွန်တော်ကအဓိကတုံးတယ်ကျွန်တော်တို့ရဲ့ဒီ PC မှာဆိုလို့ရှိရင်နောက်ဖုန်းမှာဆိုကျွန်တော် VN ဆိုရယ် mobile software ကိုကျွန်တော်ကတုံးတယ်ဆိုတော့ Premiere Pro ဒီတခုရှိတာခုနက Photoshop လို့ပဲသူကပူအောင်စိုးသေးတယ်သူကကွန်ပျူတာအရင်ကျွန်တော်တို့ဒီ RAM တွေလိုရယ် graphic card တွေလိုရယ်အဲလိုရယ်ဆိုတာကျွန်တော်တို့ ပါမှပဲမြင်မြင်ဆန်ဆန်သုံးလို့ရမဟုတ်ရင်လေးနေမှာပေါ့နော်ဆိုတော့လို့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုကွန်ပျူတာဒီပရီးမီးယားပရိုနိုင်တယ်မနိုင်ဘူးကိုတစ်ချက်စဉ်းစားကြည့်ပါပရီးမီးယားပရိုတကယ်လို့နိုင်တယ်မနိုင်ဘူးအဲကြည့်လိုက်လို့နိုင်တယ်ဆိုမှ install လုပ်ပေါ့နော်အဲ့တော့အဲ့ဒါကိုလည်းကျွန်တော်ဒီမှာ download ဆက်ပြီး install လုပ်မပြတော့ဘူးဘာလို့လဲဆိုတော့ပရီးမီးယားပရိုကလည်းခုနကပြောလို့ version တွေအများကြီးရှိတယ်ကျွန်တော် version မှာဒီလိုအောင်ဆွဲလို့ဆွဲပြီး download ဆွဲလို့အဲလောက်ပြလို့ရပါမယ်တခြားလူရဲ့ version တခြားကွန်ပျူတာဟိုမှာ Windows 7နေ Windows 8.1နေ Windows 10နေတန်းမှာတော့မှအမျိုးမျိုးရှိသေးတယ်နောက်တစ်ခုက အဲ Premier Pro အာကျွန်တော်တို့2021လား2020လား2018လား2019လားအများကြီးရှိတယ်အဲ့တော့ဘယ်ဟာကိုနဲ့ကြိုက်မလဲမသိဘူးဖြစ်တဲ့အတွက် Premier Pro တော့ကျွန်တော် install လုပ်မပြရတော့ဘူးဆိုင်း Premier Pro လုပ်မယ်ဆိုလို့ရှိရင်ဆိုင်းုံသွားပါတကယ်လို့အလုပ်မှမဟုတ်ဘူးဆိုလို့ရှိရင် Windows 10တုံးတဲ့လူတွေက Windows 10ရဲ့ Windows Video Editor ကိုတုံးလို့ရပါတယ် Windows 10မှာ Windows Video Editor ကနောက်ပိုင်း version တွေပေါ့ Windows 10ဟုတ်အရှိ version တွေမပါဘူးနောက်ပိုင်း Windows Update လုပ်ရင်လုပ်ရင်နဲ့နောက်ပိုင်း version တွေမှာတော့ Windows 10 window video editor ပါလာတယ်ရှိတယ်အဲ့ဒါကိုလည်းတုံးလို့ရတယ်အဲ့ဒါလေးလည်းကျွန်တော်ပြောပြပါမယ်ဘယ်လိုတုံးရမလဲဆိုတဲ့ဟာကိုပေါ့နော်အဲ့တော့အဲ့လိုမှမဟုတ်ဘူးအဆင်မပြေဘူးဆိုလို့ရှိရင်တော့ဖုန်းနဲ့လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ VN ဆိုတဲ့ software ကိုကျွန်တော်တို့တုံးလို့ရတယ် VN ကိုတော့အဲသူကတော့ install လုပ်ရလဲပါတယ်ကျွန်တော်တို့ Google Play Store ဒါမှမဟုတ်လို့ရှိရင်အဲကျွန်တော်တို့ App Store ကနေပြီးတော့မှအဲကျွန်တော်တို့ download ဆွဲလို့ရမှာပေါ့နော်โอเคအဲ့တော့ဒါဒီ video editing မှာ okay audio byte audio ဘိုင်းကတော့ကျွန်တော်တို့ဘာလို့သုံးမလဲဆိုလို့ရှိရင် audacity ဆိုတဲ့ software ကိုသုံးမယ်အဲ့တော့တခါတလေမှာကျွန်တော်တို့တချို့သူတွေက video editing software ဖြစ်တဲ့ premiere pro ပေါ့နော် premiere pro download ဆွဲပြီးတဲ့အချိန်မှာ premiere pro ကိုသုံးပြီဆိုလို့ရှိရင် audio အရင်လုတ်ဆရာမလို့လောက်တာရှိမယ်ဘာလို့လဲဆိုတော့ premiere pro မှာက audio နည်းနည်းပြင်လို့ရတယ်ကျွန်တော်တို့ ဟိုဟိုဖီချာလေးတွေပါတာဟုတ်အဲ့တော့ကျွန်တော်တို့ဟို audio ဘိုင်းအရင်ပြင်ပြမလိုဘူးဆိုတဲ့လူမျိုးတွေကကျွန်တော်တို့ဒီ premium brand တွေရတယ် audio studio down เสียမလိုဘူးအဲ့တချို့ကျတော့သူကဘယ်လိုလုပ်လဲဆိုလို့ရှိရင် video ကို ဟိုကျွန်တော်တို့အထူးသဖြင့်ဒီ no face channel ပေါ့နော်ကျွန်တော်မျက်နှာမပါတဲ့ channel မျိုးစားတွေပေါ့အဲ့လို channel မှာဆိုလို့ရှိရင်အတန်ကိုတွင်းမယ်ပြီးရင်အဲ့အတန်ကို video editing software တွေကိုပြန်ထည့်မယ်ပြီးတော့မှအဲ့အတန်ကိုပြန်ပြီးတော့မှခုနပုံလေးတွေပြန်ကတ်မယ်အဲ့လိုလူမျိုးတွေအတွက်ကကြတော့အတန်ကိုတီးတဲ့ record လုပ်ဖို့လိုလာပြီပေါ့အဲ့လိုလူမျိုးတွေကကြတော့ audacity ကိုကျွန်တော်တို့တုံးလို့ရတယ် audacity ကိုတုံးပြီးတော့မှအတန်ကို record လုပ်လို့ရလာတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ audacity ကိုကျွန်တော်တို့ဟိုတုံးတဲ့ဟိုအကြောင်းရင်းပေါ့နော် တကယ်လို့ကိုက video ဟိုကျွန်တော်အခုလုပ်နေတဲ့လိုမျိုးဗီဒီယိုရောရုပ်ကိုရောတခါတည်း record လုပ်တယ်ပြီးတော့မှဒါကြီးတစ်ခုလုံးဗီဒီယို editing software တွေကိုပြစ်ထည့်လိုက်ပြီးပြန်ပြင်မယ်ဆိုရင်တော့အဲ့ကြလို့ရှိရင်တော့ခုနဗီဒီယို editing software ထဲမှာအဲကျွန်တော်တို့အတန်ပြင်လို့ရတယ်ပါပြီးသားအဲ့တော့အဲ့ဒါမလိုတော့ဘူးပေါ့နော်နောက်တစ်ခုနောက်ဘယ်လိုလိုမျိုးတွေရလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့အတန်အုံတော့ကွန်ပျူတာနဲ့တွင်းမယ်ကွန်ပျူတာမှာဗီဒီယို edit လုပ်ဖို့အဆင်မပြေဘူးအဲ့ဟာကိုကျွန်တော်ဖုန်းထဲကခုနက BN လို့ဆိုဝဲမျိုးနဲ့အဲကျွန်တော်ပြန် edit လုပ်မယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းအတန်တွင်းဖို့အတွက် audacity လိုလာတယ်ဆိုတော့တဘောကအတန်ကိုပဲတည်တန့်သွင်းမယ်ဆိုတော့လူလူမျိုးတွေက audacity တုံးလို့တုံးမှပို့ပြီးအဆင်ပြေမယ်အတန်ရောရုပ်ကိုတစ်ခါတည်းရိုက်မယ်ဆိုတော့လူမျိုးတွေက premiere pro လူမျိုး software မျိုးလည်းတုံးမယ်ဆိုရင် premiere pro ထဲမှာအတန်ပိုင်းဆိုင်ရာပါပြီးသားအဲ့တော့အရင်မလိုတော့ဘူးဆိုလိုရတာကိုဆိုလိုတာ okay နောက်လုံးဆက်ဝင်ဆွဲနေ့ကိုကျွန်တော်ပြပါမယ်အဲ့တော့ကျွန်တော်တို့ Google ကနေပြီးတော့ပဲ audacity audacity လို့ရိုက်ချလိုက်ပါ audacity ဒါက Audacity software ပေါ့ AUDACIDY โอเคတော့ဒီမှာကျွန်တော်တို့ Audacity ရပါပြီ free open source software ပဲပြင်ညာပြသူရေးထားတယ်အဲ့တော့ download Audacity လောက်ပါမယ် download ကိုကျွန်တော်တို့ကဒီမှာ window အတွက် mac အတွက်ပင်အဲကျွန်တော်တို့ linux အတွက်ပါရတယ်เนาะအဲ့တော့ download Audacity ကလေးကိုနှိပ်လိုက်မယ်အဲ့ကျွန်တော်ဖွင့်ထားတာ Windows ဆိုတော့ Windows တခါတည်းတန်းခေါ်သွားပြီးတယ်။အဲ့တော့ဒီမှာကျွန်တော်တို့သူ option တွေဘာဖြစ်နေကြဖြစ်နေလျှောက်ပြောထားတာလေးရှိတယ်။ပြီးရင်တခါလဲ download တခါလဲဆွဲကြပါဦးဗျာ။ Okay နောက်ဆုံးတစ်ခု ဲ့တော့ screen ကို record လုပ်ချင်တဲ့သူမျိုးတွေအတွက်ကျွန်တော်တို့သုံးမဲ့ software တွေပေါ့နော်ဆိုတော့ streaming or screen recording ပိုင်းကကျွန်တော်တို့အဓိကကျွန်တော်သုံးတာတော့အခုလေဒီသင်ခန်းစာတွေကတော့ကျွန်တော် OBS နဲ့ရိုက်တာဆို OBS ဆိုတော့ Open Processor software ကိုသုံးပြီးတော့မှ streaming လည်းလုပ်လို့ရတယ်ကျွန်တော်တို့ game streamer တွေ streaming လည်းလုပ်လို့ရတယ်အဲဒုမဟုတ်ကျွန်တော်တို့ဒီ screen record လုပ်ဖို့အတွက်ကလည်း OBS ကကျွန်တော် favorite ကျွန်တော်ရဲ့အကြိုက်ဆုံး software ပဲပေါ့နော် free လဲရတယ်ဆိုတော့အဲ့ OBS ကိုကျွန်တော်တို့သုံးပါမယ်ခုနာမှာဆိုလို့ရှိရင် ဖုန်းနဲ့ဆိုလို့ရှိရင်တော့ AZ screen recorder ကျွန်တော်ကြည့်လိုက်တာတော့ AZ ကျွန်တော်ကသုံးတော့ DU ကိုသုံးတယ်ကျွန်တော် DU screen recorder ကအခု Play Store မှာရှာလို့မတွေ့တော့ဘာကြောင့်လဲဆိုတော့ဒီကောင်က privacy တွေချိုးဖောက်တဲ့တရုတ်ကုမ္ပဏီဖြစ်နေလို့ဆိုပြီးတော့အကုန်ဖြုတ်ပစ်လိုက်တာကျွန်တော် password တွေဘာတွေမှတ်မှာဆိုလို့အဲ့တော့ကျွန်တော်တို့လည်းရှောင်ရမယ်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့ကျွန်တော်လည်းမသုံးတော့အဲ့တော့ကျွန်တော်ဒီမှာ AZ screen recorder ဆိုတဲ့ဟာလေးတွေ့တယ်မီလီယံနဲ့ချီပြီးတော့ good review တွေရထားတယ် download လည်းတော်တော်များတယ်ဗောနော်အဲ့ဒါလေးကိုပဲကျွန်တော်တို့စမ်းသုံးကြည့်ပါမယ် DU နဲ့အတူတူပါမယ်เนาะအဲ့တော့ ASUS Second Record ကိုဖုန်းနဲ့ဆိုရင်သုံးပါမယ်အဲ့တော့ဖုန်းသမားတွေက Second Record လုပ်ဖို့လိုတဲ့အချိန်တွေတခုပဲရှိမယ် game ကစားတဲ့အချိန်မှာအဲ့တော့ကိုယ့်ရဲ့ channel က game channel ဆိုလို့ရှိရင် ASUS Second Record ကိုကျွန်တော်တို့သုံးလို့ရတယ်ဒါမှမဟုတ်အရင်ကတည်းကဗောနော်အခုကျွန်တော်ပြောခဲ့တဲ့ software တွေတခုမှသုံးစရာမလိုဘူးငါကိုယ့်အကူကိုယ်မှာကို ဗီဒီယိုအက်ဒီတင်းဆိုငါဘာသုံးမယ်ရှိပြီးသားအော်ဒီယိုဆိုဘာသုံးမယ်ရှိပြီးသားအဲစကရင်စကရင်ရီကော်ဒင်းဘာသုံးမယ်ရှိပြီးသားအဲအဲ့ဒါမျိုးအဲ့လိုမျိုးရှိပြီးသားဆိုလို့ရှိရင်ရပါတယ်ဒီဒေါင်းလုဒ်တစ်ခုမှဆွဲစရာမလိုဘူးအဲကျွန်တော်တို့အာကိုယ့်ရဲ့ကိုယ်ပုံစံနဲ့ကိုယ့်ရဲ့ကိုကျွမ်းကိုကျွမ်းကျင်တဲ့ software တွေနဲ့ကျွန်တော်တို့တွားလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာအဓိကပြောချင်တာတော့အခုမှစလုံးမလို့ဘူးကျွန်တော်အဓိက software တွေညွှန်ပေးနေအောင်နော်အဲ့ခရက်ကတိုင်းမှာပဲကျွန်တော်တို့ OBS ကိုတွားလိုက်ပါ OBS project နော်သူ့နာမည်က OBS project အဲ့တော့ ထိတ်ဆုံးအပေါ်လာတဲ့ဟာပဲပြီးရင် window အတွက်တောင်းမလား mac အတွက်တောင်းမလား linux အတွက်တောင်းမလားကျွန်တော် window အတွက်တောင်းကြည့်လိုက်ပါမယ်နေ့တိုင်းတစ်ခါလေးတိုင်းပြီးတော့ download ဆွဲပါတယ်โอเคပါကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ software တွေအားလုံးအစစ်သိမ်းဖြစ်ပြီဆိုလို့ရှိရင် next lesson နောက်နောက်သင်ခန်းစာတစ်ခုကိုတွေ့ရအောင် okay